ောင်ရောက်နေပါတယ်။ထုံးစံတိုင်းမြတ်ဖြန်တောင်တတ်မှာပေါ့နော်။အဲ့ဒါဒီမှာညစာတော်ပြီးတော့စားပါမယ်။ညစာစားပြီးရင်ဒီပဝင်ကျင်မှာပဲအိပ်ပြီးတော့မြတ်ဖြန်ကြရင်တောင်တတ်မယ်ပေါ့နော်။ So like how ကဧကရေပဝင်းကျင်မော်နော်ခဏကြရင်ဒီအနေနာမှာမနက်စာသစားမယ်စပြင်းတောင်းစာတော့တက်မယ်ပါနော်နာခွာရမနေ့ရှင်းနိုင်ရှိပါပြီ ကယ်ခုမနစာစားဖို့သွားနေပါတယ်ဒီတစ်ခေါက်မလာကလာတာခါကျတော့တောင်ဒီတောင်မဲလာတတ်ဖို့မဟုတ်ဘူးပေါ့နော်တကယ်တော့ဒီနေ့ကအလုတ်လာလုတ်တာဒါဆိုင်မှာရောင်းဖို့ထញံ့လိုက်ယူတာပေါ့နော်အဲ့ဒါထញံ့လိုက်ယူနေလမ်းကြုံလို့အချိန်လည်းရှိတော့လေအဲ့ဒါနဲ့ဒီတောင်လာတတ်ဖြစ်တာတောင်တက်ချိန်ကတော့ဒါသွားပြန်10ကီလိုမီတာလောက်ပဲရှိတော့ဒါနေ့တစ်ပိုင်းလောက်နဲ့ပြီးရေပေါ့နော် အကြောင်းမလို့တောင်းရင်တသက်မယ်ပြန်လာမှထញ្ញဲอยู่မယ်ထញ្ញဲอยู่ပြီးမှပဲပြန်ကိုထရေဟေကိုရောက်နေပြီ။ကောင်းတက်ဖို့ပြင်ပါမယ်။ဦးနေရတော့ရမ်းပူရဒီနေ့။ တောင်တက်လို့မရှိဘူးထင်တာပဲဒီမှာကားတွေတစည်းမှမရှိဘူးကိုယ်တွေပဲရှိဒီနေ့တက်မဲ့တောင်ကတော့ဘူကစ်ကပိစွာဒါမလကာမရှိရဲ့အမြင့်ဆုံးတောင်ပေါ့နော်တောင်တက်လန်းကတော့ဒီရောဘတ်ချန်ကနေစမယ် ကဲရာတီသူကတော့အရန်ကောင်းအမခေါင်းတို့ကသူများရဲ့အိမ်ဘေးမှာကားထိုးတာပေါ့နော်အိမ်ထဲကတက်တက်ရက်လေးနေချင်စီရတယ် ဲ့အခုမခမလို့တောင်စားတက်ပါမယ်မနက်၈နိုင်ကလေးကတောင်တက်ဖို့ပြင်ထားပြီမယ်ဒါအခုတော့နေ့လေ၇နိုင်ခွဲရောက်နေပြီဗောနော်အားကြောင့်မို့နေတော့အယံပူတယ် ုနာရာဝချန်ကနေဆယ်မိနစ်လောက်ရှောင်းလို့ပြီးမှဒီမှာချောင်းလေးတစ်ခုရှိရပေါ့နော်ဒီချောင်းလေးအတိုင်းဆန်တက်သွားရင်အမရေတစ်ခုသေးသေးတစ်ခုရှိပါတယ်ဒါပေမဲ့မခမ်းတော့ဒီနေ့အဲ့ဒီကြီးတစ်ခုမသွားပါဘူးဒါတောင်ထိပ်ကိုပဲသွားမယ်ပေါ့နော် အခုကတော့ Bukit Kapisya starting point ကိုရောက်ပါပြီ။ဒီ starting point ကနေစပြီးတော့တောင်ထိပ်စီကိုဆက်သက်သွားရမယ်ပေါ့နော်။ နောက်ဆုံးတော့မခမ်းနိုဘူကီကပီဆွဲတောင်းထိတ်ကိုရှောက်ပါပြီအခုလမ်းမြင်နေရတဲ့ရှုခင်းလျာတော့ဒါဘူကီကပီစကနေလမ်းမြင်ရတဲ့ view လေးပါဒီဘူကီကပီစကိုဂူနုံမလကလို့လည်းခေါ်ကြတယ်ဗောနော်အဲကြောင့်မလို့ဒီတောင်ရဲ့ရှုခင်းအလားကိုခန်းစားပေးပါဦး နောက်ထပ်ဒီတောင်ရဲ့ထူခြားချက်ကတော့တောင်ထိပ်ကနေဆက်လျှောက်သွားမယ်ဆိုရင်စီယုံတော်ရောနော်ဒီစီယုံတော်ကကာလန်ပေါက်တယ်ဆိုကာလန်ကတောင်ထိပ်ထိရောက်ပါတယ်ဒီလိုကိုကဒီတောင်ကိုတက်ဖို့အရင်ပြင်းနေဆိုရင်ဒါကားနဲ့တက်လို့ရပါတယ်လို့ကားတောင်ထိပ်ထိရောက်ပါတယ်လို့ ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတောင်းချေလေးပြန်ရောက်ပါပြီပိုက်လည်းအရန်စာနေပြီမို့ဒါထမင်းသွားရှာစားပြီးသွားရင်မလကာမျိုးမှာထညက်သွဲယူမယ်ပေါ့နော်ထညက်ယူပြီးရင်ပြန်မာတော့မယ်အကြောင်းမလို့နောက်ထပ်မခံရဲ့တောင်သက်ခီးစစ်မှာပြန်တွေ့ကြမယ်နော်အားလုံးကိုတတ်တာ